တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ4ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နေပြည်တော်မှာငလင်းလှုပ်ပြီးနောက်ပိုင်းမင်းအောင်လှိုင်ရဲ့နေအိမ်တချို့ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အတွက် သားသမီးနဲ့မိတွေကိုအထူးရဟတ်ရင်နဲ့ရန်ကုန်ကိုပြောင်းရွှေ့ပေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလေးလှုပ်ပြီးနောက်ပိုင်းအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့နေအိမ်ပြည့်စည်မှုဖြစ်ပေါ်ခဲ့ကနေပြည်တော်မှာရောက်ရှိနေတဲ့သားသမီးနဲ့မိတွေကိုအထူးရဟတ်ရင်နဲ့ရန်ကုန်ကိုပြောင်းရွှေ့မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့မွန်လယ်12:52မိနစ်အချိန်ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ရမှာနေပြည်တော်6လုံးတန်းမှရှိတဲ့မင်းအောင်လိုင်းရဲ့နေအိမ်ကလည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းအဲဒီလိုပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက် နေပြည်တော်မှာရောက်ရှိနေတဲ့မင်းအောင်လှိုင်ရဲ့တအောင်ပြည်စုံတမိခင်တီရီတက်မွန်နဲ့မြစ်တချို့ကိုအထူးရဟယင်နဲ့ရန်ကုန်ကိုပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မင်းအောင်လှိုင်မှာတားနဲ့တမိမှပောက်ဖွာလာတဲ့မြင်းငါဦးရှိပြီးရင်းမီးများမှာမင်းအောင်လှိုင်ရဲ့လူယုံမောင်မောင်နိုင်ရဲ့ညီအကိုတော်ဆက်သူဒေါက်တာမောင်မောင်လက် Lucky Man Battery နဲ့တာယာလုပ်ငန်းဒါရိုက်တာနဲ့ဇနီးဖြစ်သူ၆ဆုလိုင်းကိုဖွင့်ထားတယ်။ EMPS Excellent Myanmar Private School ကျောင်းမှာပညာသင်ကြားနေကြကြောင်း ကျောင်းပိတ်ရက်နဲ့ကျောင်းသားချင်းဖြစ်တဲ့အတွက်မင်းအွန်လိုင်းရှိတဲ့နေပြည်တော်ကိုတွားရောက်လဲပတ်လိရှိကြောင်းသိရှိရပါတယ်။မင်းအွန်လိုင်းရဲ့တာအောင်ပြည်စုံမှာတမီအကြီးချစ်ပိုးခေါ်ခင်ငင်းချမ်းပြည်စုံလိုက်ခင်ဖုံးမြက်ပြည်စုံလိုက်ခေါ်ရွှေပိုးနဲ့အငယ်ဆုံးကလေးအပါဝင်တမီ၃ဦးရှိကြောင်း တမီခင်သီရီတက်မွန်မှာတော့အီပိုးခေါ်အီကရီတက်မွန်လိုင်းနဲ့မေပိုးခေါ်မေဘရနီတက်မွန်လိုင်းတမီနှုတ်ရှိကြောင်းသိရှိရပါတယ်ပုံမှန်အားဖြင့်မင်းအောင်လိုင်းနဲ့ဇနီးတို့ဟာတကြံအားလည်းရက်မှာပြင်ဦးလင်မှာပဲတာသမီမီးရွေနဲ့အတူအချိန်ဖြုံးလေးရှိကြောင်းရင်းအချိန်များမှာလဲစစ်တပ်ရဲ့အထူးရဟယင်ကိုမိသားစုအတွက်တုံးဆွဲလေးရှိကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမှာစစ်ရဇဝဲကောင်မင်းအွန်လိုင်းရောက်ရှိနေချိန်မှာစန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ဧပြီလ၄ရက်နေ့ထိုင်းရောက်မြန်မာအလို့သမားများအလို့မစင်းရင်သို့မဟုတ်အနက်ရောင်ဝစ်စင်ကြရင်နှုတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံမှာ Beamstack အစည်းအဝေးကိုတက်ရောက်ရန်ရောက်ရှိနေတဲ့ Main Online ကနိုင်ငံတကာအတိုင်းဝိုင်းကိုခွေတိုးပေါက်မှဝင်ရန်ကြိုးပမ်းနေတဲ့အတွက် Main Online ကိုစန့်ကျင်ရေးလှုပ်ရှားမှုအဖြစ်ယနေ့ April 4ရက်နေ့တရက်ထဲထိုင်းနိုင်ငံရောက်မြန်မာအလို့သမားများအလို့မစင်းခြင်းသို့မဟုတ်အနက်ရောင်များဝစ်ဆင်ကြခြင်းနဲ့ဆောင်ရွက်ကြရန်မြန်မာຫນွေဦးတော်လိုင်းရေးလူလူတပိတ်အင်အားစုများကယမန်နေ့ညပိုင်းကတိုက်တွန်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံအလို့သမားများအနေနဲ့ ကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်း Beamstack အစည်းအဝေးတက်ရောက်နေချိန်2025ခုနှစ် April 4ရက်နေ့မှာအလုံမစင်းချင်းနဲ့အကြံဖက်စစ်ကောင်းစီကိုစန့်ကျင်ကြောင်းပြသဖို့ထိုင်းနိုင်ငံအတွင်းနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားများနဲ့အတူယက်တီကြတဲ့နိုင်ငံတကာနိုင်ငံသားများအနေနဲ့လည်းအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကို Beamstack အစည်းအဝေးတက်ရောက်နေချိန်2025ခုနှစ်ဧပြီလ4ရက်နေ့မှာအနက်ရအဝစ်စားများဝစ်ဆင်ကြခြင်းနဲ့အကြံဖက်စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြသကြရန်တိုက်တွန်းနှိုးဆော်ထားပါတယ် ကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဘင်းစက်အစည်းအဝေးကိုတက်ရောက်ဖို့ထိုင်းနိုင်ငံကို2025ခုနှစ်ဧပြီလ3ရက်နေ့မှာရောက်ရှိနေကြောင်းရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်ခြင်းနဲ့အာဂျင်တီးနားနိုင်ငံရဲ့ Bureau Aries တရားရုံးမှရာဇဝတ်ဝရန့်ထုတ်ပြန်ခံထားရပြီးမြန်မာနိုင်ငံမှာရှိတဲ့အယက်သားပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ခြင်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းငလင်ဘေးဒဏ်တင့်နေခြင်းကာလအတွင်းမှာပဲယက်သားပြည်သူတွေကိုဆက်လက်တပ်ဖြတ်နေတဲ့မင်းအောင်လှိုင်ကိုအစည်းအဝေးတက်ရောက်ခွင့်ပြုခြင်းဟာမြန်မာနိုင်ငံမှာရှိတဲ့နေနာသူပြည်သူတွေကိုစာနာမှုလစ်လျူရှုခြင်းဖြစ်တဲ့အတွက် Bimstep အစည်းအဝေးရဲ့ က်ဆိုင်ရာတာဝန်ရှိသူများကိုတော်လှန်ရေးအင်အားစုများကရှုတ်ချထားပါတယ်။ထိုင်းပြည်သူများကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေလှုပ်ရှားမှုနဲ့တော်လှန်ရေးအဆက်ဆက်မှာအဖိနှိတ်ခံမြန်မာပြည်သူတွေကိုစာနာနားလည်ပြီးနှစ်ပေါင်းများစွာထောက်ခံယက်တီခဲ့ကြကြောင်းယခုຫນွေဦးတော်လှန်ရေးကာလနဲ့ငလင်ဘေးသင့်ကာလအတွင်းမှာပြည်သူလူထုပေါ်ရက်ဆက်စွာတိုက်ခိုက်ပုံကျဲတက်ဖြတ်နေတဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ထိုင်းပြည်သူများကစက်ကျင်ရှုတ်ချကြောင်းလူမှုကွန်ရက်များနဲ့သတင်းများမှသိရှိရကြောင်းထို့ကြောင့်အဖိနှိတ်ခံမြန်မာပြည်သူများနဲ့အတူထိုင်းပြည်သူများအားအထူးပင်ကျေးဇူးတင်ရှိကြောင်းတော်လှန်ရေးအင်အားစုများကဆိုပါတယ်ယခုအရေးမှလည်းထိုင်းပြည်သူများအနေနဲ့စစ်ကောင်စီရဲ့အဖိနှိတ်ခံမြန်မာပြည်သူများ၏ရုန်းကန်လှုပ်ရှားမှုများကိုတွေးစီညီညွတ်မှုဖြင့်နားလည်ပါဝင်ပေးကြဖို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူထုလှုပ်ရှားမှုအင်အားစုများကတညတညွတ်ထက်တိုက်တွန်းပန်ကြားအကြောင်း မြမနွေဦးတော်လန်၏လူတုတပိတ်အင်အားစုများကစော်အော်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အပုပ်နံများထွက်နေပြီးလူတုကင်းမဲ့နေတဲ့နေပြည်တော်ကဝန်ထမ်းအင်ရန်များဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်လှုပ်ပြီးတပတ်အကြာယနေ့ဧပြီလ3ရက်နေ့မှာစူးစူးရော်ရော်ပျက်စီးနေခဲ့တဲ့နေပြည်တော်စပူတီရီမြို့နယ်အတွင်းမှာရှိတဲ့ဝန်ထမ်းအင်ရန်တွေမှာ ပုံနဲ့များထွက်ပေါ်နေပြီးအဆိုပါပတ်ဝန်းကျင်တဝိုက်မှာလည်းနေထိုင်သူများမရှိတော့ပဲလူသူကင်းမဲ့နေပါတယ်။အင်အားအလုံးပြင်းထန်တဲ့ငလင်ကြောင့်နေပြည်တော်စဘူတီရီမြို့နယ်အတွင်းဝန်ထမ်းအင်အားများအပြက်စီးများပြားခဲ့ပြီးလူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။တချို့ဝန်ထမ်းအင်အားများအရှိမှာတော့ကေဇေးကြီးအဖွဲ့များကဓာတ်ပေါ်တွေတွေဆက်လက်ရှာဖွေနေကြပြီးတချို့နေရာတွေမှာလည်းပြိုပြက်နေတဲ့အဆောက်အုံတွေထဲမှာပစ္စည်းများတဲထုတ်နေသူတွေကိုတွေ့မြင်ရပါတယ်။ ငလင်ကြောင့်တိုက်2000ကျော်ရှိတဲ့မိရထားဝန်ထမ်းများနေထိုင်ရာလိုင်းငန်းများတိုက်3000ကျော်နဲ့တိုက်4000ကျော်ရှိလိုင်းငန်းတွေမှာလည်းပစ္စည်းမှုကြီးမားခဲ့ပြီးရခင်လေးတက်ရှိခဲ့တဲ့တိုက်တွေက3တက်တစ်ထက်စသဖြင့်သာကျန်ရစ်ပါတော့တယ်ဝန်ထမ်းအင်ယာရီနေထိုင်ခဲ့ကြတဲ့ဝန်ထမ်းတွေအနေနဲ့နေရပြန်သူကပြန်ရက်ွက်များမှာအိမ်ငါသူကငှားရမ်းပြီးနေထိုင်နေကြတယ်လို့ပဲစိုးစိုးရွရွမထိခိုက်ခဲ့တဲ့တိုက်များအနီးအနားမှာဖြစ်တယ်လို့နေထိုင်နေကြရတဲ့ဝန်ထမ်းများလည်းရှိပါတယ်တချို့ဌာနတွေကတော့နေစရာစီစဉ်ပေးကြောင်းဝန်ထမ်းအတိုင်းအဝိုင်းများထံမှသိရပါတယ် လက်ရှိမှာပျက်စီးသွားတဲ့ဝန်ထမ်းအိမ်ယာများအနီးတစ်ဝိုက်မှာဘောလုံးကွင်းစတင်ကြောင်းကွင်းမြင့်ကျယ်တွေမှာယာယီတင်းငယ်လေးတွေစောက်လုံနေတာကိုတွေ့ရှိရပြီးဂန်းကောအိမ်ယာနားမှာရှိတဲ့ယာယီတဲမှာတော့နေထိုင်သူများရှိနေပြီဖြစ်ပါတယ်။ဘရော့အိမ်ယာမှာရှိတဲ့တိုက်အင်းကြီးမှာဆက်လက်နေထိုင်နေကြတဲ့ဝန်ထမ်းမိသားစုဝင်တဦးကတော့စာရေးတောက်ရေးအတွက်ကိုယ်အစီအစဉ်နဲ့ကိုယ်ဆောင်ရွက်နေကြကြောင်းပြောဆိုပါတယ်။လျက်စင်မီမရတဲ့အတွက်ဆိုလာမီလုံးလေးများလည်းလိုအပ်နေကြောင်းသူကဆိုပါတယ်။မက်ရှလာ28ရက်နေ့ကအင်အားရစ်တာစ်ကိ9.8အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်အပြင်စကိုင်းမန္တလေးမကွေးရှမ်းမြောင်နဲ့ပဲခူးတွေမှာလူသေဆုံးမှုနဲ့ထိခိုက်မှုများပြားခဲ့ပါတယ်။အဆိုပါငလင်ကြောင့်နေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနများလည်းပျက်စီးခဲ့ပြီးစစ်ကောင်စီရဲ့ရန်ညားလေပတ်မှုကိုထိခိုက်ခဲ့ပါတယ်။လက်ရှိမှာရုံးလုပ်ငန်းများရခိုင်အတိုင်းလေပတ်နိုင်ခြင်းမရှိသေးပေမဲ့ဝန်ထမ်းတွေကိုယုံလာဖို့ညွှန်ကြားခြင်းများရှိကြောင်းသိရှိရပါတယ်။ဌာနတချို့မှာတော့ဝန်ထမ်းများယုံမလာပါကပြက်ကွက်စည်းရင်းမှာထဲသွင်းအရေးယူနေကြောင်းလဲဝန်ထမ်းအတိုင်းဝန်များထံမှသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ိုင်းနိုင်ငံဘန်ကောက်မြို့ Bimstack အစည်းအဝေးကျင်းပမဲ့ Shangri-La Hotel အနီးမှာလူတက်သမမင်းအွန်လိုင်းကိုငါတို့မကြိုဆိုးဆိုတဲ့စာတန်းကြီးကိုချိတ်ဆွဲဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ Bimstack အစည်းအဝေးကျင်းပမဲ့ Shangri-La Hotel အနီးမှာလူတက်သမမင်းအွန်လိုင်းကိုငါတို့မကြိုဆိုးဆိုတဲ့စာတန်းကြီးချိတ်ဆွဲဆန္ဒပြထားကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဝန်ကြီးဌာနချုပ်ရဲ့ဖိတ်ကြားချက်အရယမန်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေခဲ့ပြီးယနေ့မှာ Bimstack အစည်းအဝေးကိုရောက်မှာဖြစ်ပါတယ်။ အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနိုင်ငံတကာအတိုင်းဝိုင်းကိုခွေတိုးပေါင်းမှဝင်ရန်ကြိုးပမ်းနေတဲ့အတွက်မင်းအောင်လိုင်းကိုစန့်ကျင်ရေးလှုပ်ရှားမှုဖြင့်ယနေ့ဧပြီလ၄ရက်နေ့တရက်ထဲထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံအလို့သမားများအလို့မစင်းချင်းသို့မဟုတ်အနက်ရောင်ဝစ်စင်ကြခြင်းများဆောင်ရွက်ကြဖို့မြန်မာຫນွေဦးတော်လိုင်းရဲ့လူလူတပိတ်အင်အားစုများကတိုက်တွန်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ကိုဖျက်မဲ့အိန္ဒိယကေဇေးရင်တန်းချင်းကာကွယ်ရေးတပ်များလုံခြုံရေးပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံငလင်းဘေးကိုကူညီမဲ့အိန္ဒိယအစိုးရရဲ့ကေဇေးရေးပစ္စည်းများကိုမီဇိုရန်ပြည်နယ်မှတစ်ဆင့်ချင်းပြည်နယ်ကိုကားရည်နဲ့ဖျက်တမ်းပို့ဆောင်နေပြီးခရီးစဉ်တစ်လျှောက်အစဉ်ပြေချောမွေရေးအတွက်ကူညီပေးသွားမယ်လို့ချင်းပြည်ချင်းလန်းအစိုးရကပြောဆိုပါရတယ်။အိန္ဒိယအစိုးရဟာငလင်းဘေးတင်ပြည်သူတွေအတွက်ကူညီကေဇေးရေးပစ္စည်းများကို Operation မြန်မာ Operation Brahma အစီအစဉ်နဲ့ match လ29ရက်နေ့ကစပြီးလေကြောင်းရေကြောင်းများနဲ့မြန်မာကိုပို့ဆောင်ပေးနေခဲ့ရမှာယခုအခါကုန်းလမ်းမှာပို့ဆောင်ခြင်းဖြစ်ပါတယ်။65ရက်အလေးချိန်ရှိတဲ့ကွန်ကြီးကေဇေးရေးပစ္စည်းများတင်ဆောင်လာတဲ့အိန္ဒိယစစ်သုံးလေယာဉ်နဲ့မီဇိုရန်ပြည်နယ်အိုက်ဇောမြို့လန်ပွေးလေဆိပ်ကို April 1ရက်နေ့ကရောက်ရှိခဲ့ပြီးလေဆိပ်မှတစ်ဆင့်အိန္ဒိယမြန်မာနယ်စပ် ်မီဇိုရန်ပြည်နယ်ဇိုခွာထာချီရွာအထိအာတန်ရန်ဖယ်စစ်တပ်ကကုန်ကားတွေနဲ့တဲဆောင်ကရင်းမတဆင့်ချင်းပြည်နယ်ကိုဖျက်ပြီးပို့ပေးမယ်လို့ All India Radio News Isol ကဖော်ပြထားပါတယ်။အဲ့လိုပို့ဆောင်ရတဲ့အတွက်မြန်မာအစိုးရနဲ့လည်းပြောဆိုပြီးဖြစ်ကြောင်းလေကြောင်းတာဝန်ရှိသူများကိုကိုးကားပြီး India Radio News Isol ကဖော်ပြထားပါတယ်။အိန္ဒိယအစိုးရမှထောက်ပံ့တဲ့ပစ္စည်းများချင်းပြည်ကိုဖျက်ဆီးတဲ့ခရီးတစ်လျှောက်အဆင်ပြေအောင်မြင်ချောမွေ့ဖို့အတွက်အတက်နိုင်ဆုံးကူညီပံ့ပိုးပေးတော့မှာဖြစ်ကြောင်းချင်းပြည်ချင်းလန်အစိုးရတာဝန်ရှိသူတို့ကမြစီမာကိုပြောပါတယ်။ချင်းပြည်ကောင်စီဝင်ဖြစ်တဲ့ဟွာ ောင်းကိုဒေတာပြည်သူ့အဖွဲ့ HPO မှတာဝန်ရှိသူတို့ကလည်းအိန္ဒိယအစိုးရရဲ့ကုညီကေဇေးရင်တန်းကို၎င်းတို့နည်းမြေအတွင်ဖြတ်တန်းခွင့်ပြုပြီးလုံခြုံရေးယူပေးခဲ့တယ်လို့ဆိုပါတယ်။ကုညီကေဇေးပစ္စည်းတွေဒီနေ့ဧပြီလ3ရက်နေ့စတဲ့တယ်။ပထမအတုပ်အကုန်တည်လိုက်ပြီးပြီးကျွန်တော်တို့ထင်းချုပ်တဲ့နည်းမြေအတွင်လုံခြုံရေးယူပြီးပို့ပေးထားပြီးပါပြီလို့၎င်းကဆိုပါတယ်။ချင်းပြည်နယ်မှာမြို့ပေါင်း20ရှိတဲ့အနက် Recorder, Razor, Webula, Narain, Sukhwa, Palawa, Sami, Jin Dwe, Ji Kha, Tonsan, Matupi, Line Limpi, Makui Ainu မင်းတက်နဲ့ကံပတ်လက်စတဲ့မြို့15မြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိမ့်ပိုက်ထားပါတယ်။မြို့အများစုကိုစစ်ကောင်စီကထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲချင်းတော်လန်အင်အားစုများကအုပ်ချုပ်ရေးရန်နေရာပေါ်ဆောင်နေပြီဖြစ်ပါတယ်။ ဒါကြောင့်အိန္ဒိယအစိုးရကပေးပို့တဲ့ကုညီကယ်ဆယ်ရေးရင်နှန်းကိုလည်းချင်းတော်လန်ရေးတပ်ဖွဲ့များကလုံခြုံရေးအကူအညီပေးခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာမှာမတ်လ28ရက်နေ့ကငလင်ဘေးတံတင့်ချိန်မှာစပြီးအိန္ဒိယစစ်တပ်မှလေရင်များရေတပ်စစ်သင်္ဘောများအုံပြပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်ပံ့များကုညီကယ်ဆယ်ရေးကြွမ်းကျင်သူများကိုပို့ဆောင်ပေးခဲ့ပြီးမန္တလေးမြို့မှာလည်းယာယီစေးရုံတရုံဖွင့်လှစ်ထားပါတယ်။ ငလင်တန်တဲ့ပြည်သူတွေအတွက်အိန္ဒိယအပါအဝင်15နိုင်ငံမှာပြပို့လာတဲ့ကေဇယ်ကြီးနဲ့ထောက်ပံ့ရေးပစ္စည်း146တန်ခန့်လက်ခံရရှိထားကြောင်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့မွန်လယ်12:50မိနစ်အချိန်မှာစကိုင်းနဲ့မန္တလေးမြို့အနီးဗဟိုပြုလောက်ခတ်ခဲ့တဲ့ပြင်အားရေစတာစကေး9.8အဆင့်ရှိတဲ့ငလင်ကြီးကြောင့်နေပြီးတော့မန္တလေး၊စကိုင်း၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တွေမှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးသေဆုံးသူ385ဦး ထိခိုက်ဒဏ်ရာရရှိသူ4815ဦးနဲ့ပျောက်ဆုံးနေသူ341ဦးရှိကြောင်းစစ်ကောင်စီကယနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့်အိန္ဒိယကကူညီကေဆေးသမားများနေရပ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ကေစီလုပ်ငန်းတွေမှာမြန်မာစစ်တပ်ရဲ့ပြိနှိပ်ကန့်တမှုတွေကိုမခံနိုင်တော့လို့အိန္ဒိယနိုင်ငံကနေကုညီကေစီဖို့ရောက်ရှိနေတဲ့စေတနာဝန်ထမ်းတဦးဖြစ်သူကီရန်ဗာမာကမြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာသွားတော့မယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးကြေညာထားပါတယ်။ မြန်မာစစ်တပ်ရဲ့တနက်ပြောင်းဝရှိမှအကူကြီးကေစဲနေရတဲ့အခြေအနေနဲ့အကူကြီးမဲ့နေတဲ့ပြည်သူတွေကိုမကြည့်ရတော့တယ်လို့အပြက်စည်းပုံတွေအောက်မှာတေဆုံနေတဲ့ရုပ်အလောင်းတွေကိုထားခဲ့ရတဲ့အတွက်များစွာစိတ်မကောင်းဖြစ်မိတယ်လို့မြန်မာပြည်သူတွေကိုသူကတောင်းပန်ခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာအခုလိုအဆိုးရွားဆုံးဖြစ်နေတဲ့အချိန်မှာတော့မြန်မာစစ်တပ်ကလူသားချင်းစာနာမှုကိုချင်းစာတရားအနေငယ်ကိုပဲမျောလင့်ထားမိခဲ့တယ်လို့ဆိုပါရယ်ကီရန်ဗာမအနေနဲ့ငလင်တန်အထိကိုက်ဆုံးဒေတာတွေဖြစ်တဲ့စကိုင်းဘက်ကိုတွားရောက်လိုပေမဲ့ အကြောင်းပြချက်မရှိဘဲမန္တလေးမှာလည်းအတားဆီးခံခဲ့ရပြီးမန္တလေးမှာလည်းလှုပ်ဆောင်ခဲ့ရတာကလူအနေငယ်ကိုသာအစားအစာဝေမျှမှုသာပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်မြန်မာပြည်သူတွေက ပြင်ပကပါနဲ့ဆက်တွယ်ခွင့်ကန့်သက်ခံထားရတာကြောင့်나ကျင်မှုတွေကိုမျှဝေနိုင်မှာမဟုတ်ဘူးလို့လည်းသူကရေးသားထားပါတယ်။တကယ်လို့ကေဇေးအဖွဲ့တခုခုအနေနဲ့မြန်မာနိုင်ငံထဲမှာကေဇေးလုပ်ငန်းတွေတွားလုပ်မယ်ဆိုရင်သခိုင်းနေပြီးတော့ပကိုးမကွေးရှမ်းပြည်စတဲ့အထူးကိအများဆုံးဒေတာတွေကိုတွားရောက်ဖို့အကြံပြုထားပြီးအဲ့ဒီဒေတာတွေကအထူးကိဆုံးဖြစ်ပေမဲ့အထောက်ပံ့တွေအနည်းဆုံးရရှိနေတဲ့နေရာတွေဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ သူ့အနေနဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာကုညီကေစရေးလုပ်ငန်းတွေကိုဘယ်လိုလှုပ်ဆောင်ရမယ်ဆိုတာကိုမသိတော့တဲ့အတွက် match လ31ရက်နေ့ကရောက်ရှိပြီး April 3ရက်နေ့မှာပြန်သွားခဲ့ကမြန်မာပြည်သူတွေအတွက်ဆူတောင်းပေးပါလို့လဲသူ့ရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ်။ Kiran Verma ဟာမြန်မာနိုင်ငံမှာ Simply Blood ဆိုတဲ့အကျိုးအမြတ်မယူဘဲသွေးလူတန်းဝန်ဆောင်မှုလူမှုကုညီရေးအဖွဲ့ရဲ့တည်ထောင်သူဖြစ်ပြီးတခြားလူမှုရေးလုပ်ငန်းတွေမှာလည်းထက်တဲ့ဝင်ဝင်လုပ်ကိုင်နေသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမှာကုညီကေစရေးလုတ်ခဲ့တဲ့ပရာဟိတကေစရေးသမားတယောက်ကိုစစ်တပ်ကခေါ်ပြီး ပရိုက်ကဆဲဆူကြိမ်မောင်းမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့နောင်ချုံမြို့နယ်တောင်ခမ်းရွာမှာရှိတဲ့ကိုတုံညာနဲ့စစ်တပ်စစ်ကမ်းမှစစ်ကောင်စီတပ်သား3ဦးတနက်3လယူဆောင်ပြီးအလင်းဝင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ကိုတုံညာနဲ့တပ်စခန်းမှအကြံဖတ်စစ်ကောင်စီတပ်သား3ဦးတနက်3လယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PSLF TNL တရင်နဲ့ပြင်ကြားရေးဌာနကပြောဆိုပါတယ်မတ်လ28ရက်နေ့မွန်လယ်3နာရီခန့်မှာတအောင်းတက်မတော် TNL တက်ဖွဲ့တန်း စစ်ကောင်စီတပ်သား3ဦးဟာတနက်3လယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်တိုက်ပွဲအတွင်းမှာလည်း၎င်းတို့ကိုဥဆောင်ခဲ့တဲ့ဗိုလ်ကြီးအဆင့်ရှိသူတဦးကလည်းတေဆုံခဲ့ပြီးဥဆောင်မဲ့သူမရှိ၍ထွက်ပြေးလာခြင်းဖြစ်ကြောင်းအလင်းဝင်ရောက်လာစဉ်ပြောဆိုခဲ့ပါတယ်။တောင်တက်မတော် TNL တပ်ဖွဲ့ထံလာရောက်အလင်းဝင်တဲ့စစ်ကောင်စီတပ်သား3ဦးကို PSLF TNL အဖွဲ့ကထိမ့်သိမ့်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလ12ရက်နေ့ကလည်းဒီဘောမျိုးအခြေစိုက်တက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံခြေမြန်တရင် 539 934စကန်တို့ကိုတိုက်ခိုက်သိမ်းပိုက်စင်မှာဖမ်းဆီးရမိထားတဲ့တက်မိသားစုဝင်192ဦးကို PSLF TNL ကလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြန်လွှတ်ပေးခဲ့ကြောင်း PSLF TNL တည်င်းနဲ့ပြန်ကြားရေးဌာနကပြောဆိုပါရယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာချမ်းမြေကြပါစေခင်ဗျာချမ်း